အားလုံးပဲမင်္ဂလာပါရှင်။ဂမ်ဘီယာဝတ္ထုတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ YouTube Channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုတွေကတော့လူဝင်စားနှက်ကြုံဆိုရဲဂမ်ဘီယာဝတ္ထုတွေကိုတင်ဆက်ပြီးမှဖြစ်ပါတယ်။နေစဉ်ဇာတ်လမ်းအစ်တွေကိုတင်ဆက်ပြီးမှဖြစ်လို့ Channel လေးကို Like and Subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ရှင်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြအောင်။ မကွေတိုင်းပွင့်ဖြိုမြို့နယ်အတွင်ရှိရွာတရွာမှာဘုံတော်ကြီးကျောင်းဝင်းအတွင်မှာလက်ပတ်မင်းကြီးမှနေတော်တဲ့ကြီးအချောင်းဖြစ်ပါတယ်။အချိန်ကာလက1980လောက်ကဖြစ်ပြီးဓမ္မပါဠဖုံးကျော်ကြီးကျောင်းမှာဆယ်စုနှစ်စုမြောက်နေထိုင်ခဲ့သောတရေကြီးနတ်ကျော်ရဲ့အချောင်းဆိုရင်းလေမမပါဘူး။ဖုံးတော်ကြီးရဲ့ပွဲကဥဇဝနာဖြစ်တယ်။ဘုံတော်ကြီးကငယ်ပြူမဟုတ်ဘဲတော်ထွက်ဖြစ်ပါတယ်။ ်အသက်ငယ်ငယ်နှင့်အိမ်တော်ပြတ်သွားသဖြင့်အသက်23နှစ်မှာရဟန်းဝွေ၍ဆရာတော်ဦးဝေဘူလာထံမှ စာပေကျမ်းဂန်သင်ယူရင်းနဲ့တည်င်းတော်နေထိုင်ခဲ့သည်ဆရာတော်ကပယောဂပညာနဲ့တစ်ဖက်ကန်းကန်တက်မြောက်သဖြင့်တပည့်ရှင်သမဏအားတသမြအလုံးစုံကိုသင်စာပေးခဲ့သည်ဆရာတော်ဦးဝေဘူလာလည်းရှင်သမဏဝါရော၁၈ဝါမရောက်မှ ပြန်လည်တော်မူသွားသည်ဖြင့် ဓမ္မပါလအကြောင်း၌အရှင်သဝနာဆက်လက်ကြောင်းထိုင်ခဲ့သည်အရှင်သဝနာလဲဝါရော၁၈တတ်တော်၄၀တနည်းအရောင်းကြောင်းနိုင်စရာတော့ဖြစ်ခဲ့တယ်နောက်ပိုင်းမှာတော့တရားဟောတရားပြကောင်းသည်ဖြင့်နာမည်ကျော်ကြားခဲ့သလိုစုံကဝေးအမောင်ပယောကကုသရာတွင်လဲထိုနယ်တဝိုက်မှာထင်ပေါ်ကျော်စောခဲ့သည်ကျောင်းဝင်းအတွင်းမှာလဲ၂၈တောင်းညံတော်အမြင့်ရှိတဲ့မြေဆိုင်စီတီတစုရှိသည် ကျောင်းရှိခြံထောက်တွင် လူကြီးတစ်ဖက်သာလုံပတ်ရှိသည်လက်ပံပင်းကြီးတပင်လည်းရှိသည်ဘုံကြီးဦးဇဝနနှင့်ရွာသူရွာသားများကဇေရီနဘီနာတွင်ဓမယုံဆောက်ရန်လုံပန်းနေကြသည်ဇေယရောကဓမယုံဆောက်လုပ်ရန်ကောင်းမကောင်းကိုမြင်းနေရတတ်မတန်စစ်စီကြည့်ရှုတဲ့အခါမှာကျောင်းခြံထောက်ကလက်ပံပင်းကြီးမှာတရေတစ်ကောင်ရှိနေကြောင်းကိုဘုံတော်ကြီးကပေယောကပညာအစွမ်းဖြင့်မြင်ရလေသည် ။ဆရာတော်ကြီးနဲ့လက်ပံမင်းကြီးမှာတယင်းရှိနေကြောင်းကိုကျောင်းမကျောင်းသားလေးများကိုရင်များရွာသူရွာသားများကိုလည်းမပြောပြ။တရက်အားလုံးမှမရှိပဲတယင်းကြီးကိုမေးတမ်းပြီးနှင်းတမ်းနေနေနေထုတ်မယ်ဟုတ်ဆုံးဖြတ်ထားသည်။ဘုန်းတော်ကြီးကမြေသူကိုမှမပြောပြပဲတယင်းကြီးအခြေအနေကိုအကဲခတ်လျက်ရှိသည်။တယင်းကြီးကမြေသူကိုမှအနောက်ရှက်မပြုမချောက်လန့်ပဲဘုန်းကြီးအစွမ်းကိုလည်းတည်တပြင်း ကျောင်းကခွာသွားလိုက်ကျောင်းကိုပြန်လာလိုက်ဖြစ်နေသည်ကိုဖုံးတော်ကြီးလည်းသိသည်ဖုံးတော်ကြီးကဓမယုံသိ၍တရေသည့်အခြေအနေကိုအကဲခတ်လျက်နေသာနေခဲ့ပါသည်ဆရာတော်ကြီးအနေနဲ့တရေသည်နှင့်တွေ့ဆုံနိုင်ရန် အခွင့်အာသောနေ့တို့ရောက်လာခဲ့သည်ဓမယုံဆောက်သောပယံများလက်သမားများအလုံနာသောရမတကတကမများမရှိကမှာကျောင်းသားလေးတယောက်ကိုတရေသည့်အကြောင်းသိရအောင် ဖုံးစည်းရဲ့ခေါ်ယူမှု၍ပူကတ်ခိုင်းသည်ထိုကចောင်းသားလီအားတရေကြီးဝင်၍ပူကတ်တော်သည်ကဲမင်းအကြောင်းကိုပြောပြစမ်းဆရာတော်ကအမိန်တမျိုးနဲ့မိရာចောင်းသားလီအားဝင်ပူကတ်ထားတော်တရေကြီးကတပည့်တော်လူပြည့်စင်ကရွာစင်လှည့်ပြီးတော့ဓမြတိုက်ခဲ့တဲ့ဓမြတယောက်ဖြစ်ပါ रे ဗျာရွာတရွာမှာဓမြတိုက်လို့တင်းရင်မကောင်းမှုတွေများလုံးလို့တရေဘဝကိုရှောက်နေပါ रे ဗျာ တရေဘဝမှာရောက်တာနဲ့ဆရာတော်ရဲ့လက်ပံပေးမှာ နေထိုင်တဲ့တရေမရှိတာနေပဲဝင်နေမိတာပါဖေဟာဆရာတော်ရဲ့ဘုံတကူကိုကြောက်လို့တရေတွေမနေတဲ့လက်ပံပေးကြီးမှာလာနေမိတဲ့တပည့်တော်နေရထိုင်ရတာအတော်လေးဒုက္ခရောက်နေပါတယ်ဖေဟာဆရာတော်ကြောင့်ကကြီးစီတဲ့ဖေဟာရှိခိုးတဲ့တရားစာရွတ်တာကြာတာနေအသေးနှလုံးကိုလွှင့်မတက်ကြောက်လန့်ပြီးအပေမောကစင်စင်ပြေးရပါတယ်ဖေဟာ အခုနောက်ပိုင်းလက်ပံမင်းပေါ်မှာနေရတဲ့အချိန်တန်းပြေးရတဲ့အချိန်ကများနေလို့အချားမှနေလို့ရမယ်သစ်ပင်တပင်ကိုရှာနေပါတယ်ဖေဟဲ့မင်းကဘသူကနှင်းနေလို့လဲဘသူကမှလည်းမနေပါဘူးဖေဟဖေဟရှိကိုတန်းဖေဟသာယူတန်းစည်းစီတန်းတို့ကို အရှင်ဖေဟကခွင့်ပြုမှု မပြုသေး၍တပည့်တော်နာခွင့်မရှိသေးပါ ပြေးနေရအောင်ပါပါအင်း ဒါဆိုငါကတရားဝင်နာဝင်ပေးရင်တော့ဒီလက်ပံမင်းကြီးမှာနေထိုင်နိုင်မလားအရှင်ဘုရားကသာခွင့်ပေးမယ်ဆိုရင်ဖြင့်ဘုရားရှိခိုးတဲ့အချင်းတခြားကိုပြေးမထွက်ရတော့ဘဲနဲ့ရဲရဲဝံ့ဝံ့တရားနာလို့ရပါပြီဘုရားတပည့်တော်နေဝင်ပါပြီဘုရားကဲဒါဖြင့်လည်းနေပြီတော့ဒါပေမဲ့ငါเจ้าကကိုရင်တွေเจ้าသားတွေကိုမချောက်မလန့်ရဘူးကြာလာပြီးတော့ရွာသားတွေကိုလည်းမချောက်လန့်ရဘူး အရှင်မယားစကားကိုနားထောင်ပါမယ်ဗျာအရှင်မယားတပည့်တော်ကိုတွားခွင့်ပြုပါတော့ဗျာနေပါအောင်ကွယ်မင်းနာမည်ကဘလို့ခေါ်တဲ့တပည့်တော်နာမည်ကနတ်ကျော်ပါဗျာလူဖြစ်စဉ်ကရွာစဉ်လှည့်ပြီးဓမြတိုက်ခဲ့တော့ဘုန်းနတ်ကျော်လို့အမည်တွင်ခဲ့ပါတယ်ဓမြဖြစ်စဉ်ကဘသူအတန်းမှမတက်ဖို့ပင်မင်းအရိဏကံကိုချိုးဖောက်ခဲ့လို့အခုလိုတဆေတည်းဘဝကိုရှောင်နေတာပါဗျာ ထို့နောက်ចောင်းသားလေးကိုပိုးကန်နေရကခွာပြီးတော့ထွက်သွားလီတော့သည်နောက်ပိုင်းသင်ရဲ့ကြီးနဲ့ကျော်စားရင်ပိုးရှန်သောထမင်းနေဟင်းတို့ကိုတပိတ်ဟောင်းတစ်လုံးအတွင် ပေါင်းထည့်ပြီးတော့လက်ပံမီအောက်မှာကိုရင်လေးများကိုတွား၍ပုံကျွေးစီသည်ကိုရင်လေးများကိုတောင်းဝင်ပေးသလိုចောင်းသားလေးများကိုလည်းတောင်းဝင်ပေးသည့်အခါပေးသည်တခါတရံစီရတော့ကိုတိုင်းလေးတွားကြွေတတ်သေးသည် ထမင်းကို ပုံထားရင်အားလုံးမျက်စီအောင်ပါပဲ ကျင်းရင်ကျင်းရင်နဲ့ကုံသွားတော့သည်။ចောင်းသားလေးများကအကောင့်ထဲမမြင်ရပဲကုံကုံသွားသဖြင့်အစာပိုင်းမှာတော့ကြောက်လန့်ကြသည်။အကြိမ်ပေါင်းများစွာအဖော်ကောင်းကောင်းနဲ့တွားကြွေတော့ကြောက်လန့်မှုမရှိသေးတာမကပျော်ရွှင်တွက်ကြသောចောင်းသားလေးတစ်ယောက်ကစားစရာများတပိတ်ဟောင်းတစ်လုံးနဲ့လာကြွေစဉ်တပိတ်အပေါ်လက်အုပ်ပြီးတော့ចောင်းသားလေးကသူ့ဘက်ကိုဆွဲယူသည်။တပိတ်ကသူ့ဘက်ပါမလာပဲចောင်းသားလေးလက်ပေါ်က အလွန်ကြမ်းတမ်းသောအမွေးအမြင်ရှိသည့်လက်ကြီးနှင့်ဖိကိုင်ထားသောကို အကောင်အထည်မမြင်ရဘဲနဲ့တိလိုက်ကြသည်။ကျောင်းသားလေးကရုတ်တရက်ဆိုတော့ထိတ်လန့်သွားတယ်။သို့တော်လည်းတုံးနဲ့အတူကိုရင်လေးပါမဲတိလိုက်သဖြင့်အကြောက်ပြေးသွားကခမားကြီးလှုပ်လိုက်တာကျုပ်တော်တော်လန့်သွားတာပင်ဘုံကြီးနဲ့ပြန်လျှောက်မင်းဒါမှနောက်ကိုထမင်းမကြွေခိုင်းပါထို့သို့ပြောလိုက်သည်ဖြင့်တစ်ပင်အရင်ထမင်းထည့်ထားသောတပည့်ကြီးနာက အတန်ထွက်လာသည်ဟာကောင်းလေငါကမင်းတို့ကိုချစ်လို့စလိုက်တာပါကွာဆရာတော်ကတော့မရှက်ပါနဲ့ကြောင်ရုံတန်လို့လို့ရဲတန်လို့လို့ဘူးမမှန်သောအတန်ကိုចောင်းသားလေးကြားလိုက်ရသည် ထို့သောပြောလိုက်သည့်အတွက်ကိုရင်လေးနှင့်ចောင်းသားလေးတို့ကတရေကြီးနဲ့ကြောဖုံးကြီးအားအလွန်ကြောက်ကြောင်းကိုတီးသွားကြသည်တရေကြီးဖုံးတော်ကြီးအားကြောက်မန်းကိုတီးလိုက်ကြတော့ကိုရင်ចောင်းသားလေးတို့က တရေကြီးကိုမကြောက်သေးအပြင်မခံချင်အောင်စားကြသည်တရေကြီးကပြန်ပြီးတော့တခုခုလုပ်ရင်းဖုံးကြီးကိုပြန်ရှောင်းမယ်ဟုပြောသည့်အခါခလေးများကိုကြည်နဲ့အောင်ပြန်ချော်ပြီးမလျှောက်ပါနဲ့ကွာမင်းတို့အခြားကလေးတွေနဲ့ဂုံးညင်းတို့ဒိုးလိန်တို့ဇဲတောက်တို့ကောင်းမလန်ကစားရင်မင်းတို့နိုင်အောင်ငါလုပ်ပေးပါမယ်ထို့သောဂရိခန္ဓာသဖြင့်ကျောင်းသားလေးများကစားသည့်အခါတွင်အနိုင်ရအောင်လေးပြင်းပြင်းမှုံ့၍ကူညီပေးတတ်သည် ကြည့်ဘိုးနဲ့ကျော်မတရားဘူးအနိုင်ရတယ်လို့ကစားပါတယ်ဆိုမှတဖက်ကကောင်းနေကိုနိုင်အောင်လုပ်ပေးနေတယ်မတရားဘူးဆရာတော်ကို သွားတိုင်ပြောမယ်ဟေ့ဟေ့ခလေးမင်းမကြိုက်ရင်ငါဟိုကောက်ဘက်ကနေနေပြီးမကူညီတော့ပါဘူးဆရာတော်ကိုသွားမလျှောက်ပါနဲ့ငါတက်ပေပေါ်မှာပဲသွားနေတော့မယ်မင်းတို့ဘာသားပဲကစားကြတော့ကွာထို့တော့ပြောပြီးလက်ပံမြေမောတက်သွားသည်ကိုတိတ်ကိုင်းလှုံ့ရှားသားသည်ဖြင့်အားလုံးကသိလိုက်သည် လက်ပံမင်းကြီးရဲရဲတောက်အောင်ပွင့်နေပြီလက်ပံဝင်များကလည်းတဖြုတ်ဖြုတ်ကျွေးနေပြီရွာထဲမှာအမျိုးသမီးကလေးလူကြီးများ မနဲ့မိုးနေနေနဲ့လက်ပံဝင်လာကောက်ကြသည်မိန်းကလေးများက တစ်ပင်ပေါ်မော့ချီ၍ဘုန်းနဲ့ကြောင်ကြီးကျုပ်တို့လက်ပံမွေးနေကောက်ချင်လို့လက်ပံမွေးနေကိုလှုပ်ချပေးပါဦးမိန်းကလေးများကလှုပ်ချခိုင်းရင်လက်ပံမွေးများများရအောင်အကိုင်းများကိုလှုပ်ချပေးသည် ကောင်လေးများကလှုပ်ချခိုင်းရင် လုံးဝမလှုပ်ချပြီးကျောင်းသားလေးများကလက်ပံပွင့်လာကောက်ပြီးတခါမှလက်ပံပွင့်မရမြေပေါ်ကျွတ်ချနေသောလက်ပံပွင့်များပင်ပျောက်နေသည်ဘိုးနဲ့ကျော်ခမရလက်ပံပွင့်တွေကောက်ပြီးတော့ဖွက်ထားတာမဟုတ်လားရွာထဲကမအေးချစ်ကြီးကို ပေးမလို့ဖွက်ထားတာမဟုတ်လားကျော်တော်ခမရအကြောင်းကိုသိရင်ခမရမပေးရင်ဖုံးကြီးနဲ့တိုင်ပြောမယ်ဒါပဲလျှော့ကွာလျှော့မင်းတို့ကငါ့ကိုဖုံးကြီးနဲ့တိုင်မယ်ဆိုတာကြီးပဲ ခမရဆရာတော်ကိုပဲကြောက်တာလီကြောက်တော့ကြတော့ခမရလှုပ်ချင်ရလှုပ်တာခန်းနေရတာမကြေမနက်နေ့တရေဘုံနဲ့ကြော်ကအင်းဘန်းနဲ့ထုတ်ထားသောလက်ပံပွင့်များကိုပုတ်ခနဲပြစ်ချပေးသည်ရွာထဲမှာလက်ပံပွင့်လာကောက်ကြသောမိန်းကလေးများတွေမှာအပြိုကြီးမအေးချစ်ကိုမိန်းကလေးများကတရေနဲ့ကြော်နဲ့စားကြသည်နောက်နေ့မအေးချစ်အတွက်လက်ပံမှုကြီးကောက်ထားပြီးပါရင်ပြောကြသည်ထို့နောက်ပိုင်းမအေးချစ်ပါလာသည်နှင့် ဘေးကမဲမသိတဲ့အင်ဘက်သုံးရက်ခန့်နဲ့ထုတ်ထားတဲ့လက်ပံမွေးတို့ကအနာသူပုခနေကြာလာသည်။မအေးချေလဲကြာလာတော့လက်ပံမွေးကိုမရေတရွေရှူပြီးပြန်သည်။ကြည့်ဘိုးနှံကျော်ကြီးကမျက်နှာလိုက်တယ်ဟု မိန်းကလေးများကပြောလိုက်ပြီးလက်ပံမွေးအကိုင်းများကိုလှုပ်ချပေးသည်။ဘုံတော်ကြီးညာညက်နေအလှူတန်သွားစရာရှိနေလက်ပံမင်းအောက်တော့သွားပြီးဟေးတကားကြီးနဲ့ကျော်ဘုံကြီး ကြားခတ်တော့ရကို အလှညားဤသွားเสียရှိတယ်။မရဖန်ညက်နေမှာចောင်းပြန်ရောက်မင်း။မင်းចောင်းကိုစောင့်ရှောက်ပြီးជីထားပြီးပါ။ဘဲကုံရင်ဘဲចောင်းသားကစာမအံဘူး။စွန့်ခံမထွက်ဘူး။တယောက်မကြံပြန်ပြော။ဆရာတော်စိတ်ချသွားမင်းဆိုပြီးတော့ထားခဲ့တယ်။ဆရာတော်ကစိတ်ချလက်ချပါသည့်အတိုင်းចောင်းကိုစောင့်ရှောက်ခဲ့တယ်။ဆရာတော်ပြန်ကြလာပြီးညရောက်တည်နေဆရာတော်အားမောင်ဖုံးနဲ့မောင်အေးကျွဲကတော့စာဖတ်ရင်းနဲ့ရမ်းဖြစ်ကြပါတယ်ဗျာ။ ကိုရင်နှစ်ပါးကတော့စာမဖတ်ဘဲနဲ့ညစာခိုးချပါတယ်ဖျား။ဂွားရုံနဲ့တန်းချောင်းနောက်ထပ်ကိုရင်တစ်ပါးကလည်းရွာတဲကိုဆုံးခန်းတာလမ်းတဝက်ကနေပြန်လာကြပါတယ်ဖျား။ပြီးတော့တပည့်တော်ကိုထမင်းလာကြွေးတာအစောကြီးလို့ဆိုပြီးတပည့်တော်ကပဲထည့်ပြီးတော့လာကြွေးပါတယ်ဖျား။ကဲလူစိုးလေးတွေလာခဲ့ထညာပြပါယူခဲ့ဖုံဖုံဖျားသူ့ကိုထမင်းနည်းနည်းကျွေးတယ်ဆိုပြီးမဟုတ်မှတ်တွေရှောက်တင်နေရပါဖျား။ သူစကားကိုမယုံပါနဲ့မင်းတို့ကိုပဲငါကမယုံတာနတ်ကျော်ကိုငါကယုံတယ်ကဲတယောက်စီတန်းစီဘောင်းကြီးကចောင်းသားရောကိုရင်မှာထန်းလက်အကျော်ကိုတတ်ထားတော့ထပံပြားနဲ့အားမထည့်ပဲသုံးချက်စီရိုက်လိုက်တယ်သူကတရေနတ်ကျော်ကငါကိုထမင်းနေနေပဲကြွေးတဲ့ကိုရင်နဲ့ចောင်းသားအခုမှ ရှုံမဲ့နေပြီဘောင်းကြီးကចောင်းသားများကို ရိုက်ရင်းနဲ့ပြုံးပြီးတော့ចံခဲ့သည်ရွာတွေကဘောင်းကြီးရဲ့တကာများကလည်း တည်ရင်နှကြောအကြောင်းကိုတည်သွားကြသည်ဖြင့်တည်ရင်နှကြောစားရင်စားစရာများယူလာပြီးလက်ပံပင်အောက်မှချပေးထားသည်တရိုရှိမှာပင်တည်ရဲကြီးကစား၍စားစရာများကုန်သွားသည်ကိုတွေ့ရပြီးတည်ရဲကြီးကိုမတွေ့ရသူတို့ကျွေးသောစားစရာများ ယူစားသည်ကိုလည်းတွေ့ရကြသည်ဖြင့်ဝမ်းသာကြသည်တချို့ကစကားပြန်ပြောသည်တချို့ကကြတော့စကားပြန်မပြောပါတည်ရဲကြီးကဘုန်းကြီးเจ้าမှနေရင်းနဲ့အချောက်လန့်မရှိပဲ လူကဲ့သို့ပင်သဘောရနူးညံ့ခဲ့သည်။တရက်မှာဆရာတော်ထံကိုတရေကြီးနှက်ကြော်ရောက်လာသည်။ဟဲ့ငါရှေ့ရောက်နေတာနှက်ကြော်မဟုတ်လား။အခြားသူများမမြင်ရပေမဲ့ဆရာတော်ကတော့တင်ကြားတက်မြောက်ထားသောပညာစွမ်းနှင့်တရေကြီးနှက်ကြော်ရောက်ချောင်းကိုသိရသည်။မှန်ပါဗျာတပည့်တော်နှက်ကြော်ပါဗျာ။တပည့်တော်နောက်ခုနှစ်ရက်နေပြီဒီတရေဘွားကနေချွတ်ပါတော့မယ်ဗျာ။လူဘွားကိုဝင်စွာခွင့်ရခဲ့ပါပြီ။ ဘလို့ဖြစ်သွားတာလဲဆရာတော်ရဲ့ចောင်းကံဖះရည်ကိုခုံဝင်ပြီးတရားနာတာတို့ခေါ်ရလို့အစိတ်တက်သွားတာလားကွယ်အရှင်ဘုရားကျွေးတဲ့စွန်းစံဟင်းစံများကိုစာရင်နဲ့အရှင်ဘုရားညာဘက်ဖះရှိခိုးတဲ့အခါသဘင်ပေါ်ကနေပြီးတော့လိုက်ရှိခိုးမိပါတယ်အရှင်ဘုရားကတပည့်တော်ကိုနေ့စဉ်ကျွေးတဲ့အစာ အလုဒါနာကိုလည်းအမြဲတာတို့ခေါ်ခဲ့ပါတယ်ပြီးတော့ကိုယ့်ရဲ့ပိုင်းမှာចောင်းဆောင်တက်ကလည်းတာဝန်တစ်ခုပေးပါတယ် ရွာတွေကလူတော်တော်များများကိုသာသနာကိုကန့်ဆိုင်မှုဘုရားကြောင့်ကန်သွားဖို့တညကိုတအင်းစီအိမ်မက်လိုက်ပေးခိုင်းပါတယ်။တပည့်တော်လည်းခိုင်းတဲ့အတိုင်းအိမ်မက်လိုက်ပေးခဲ့ပါတယ်ဘုရား။အခုတပည့်တော်တာဝန်လည်းပြီးဆုံးခဲ့ပါပြီ။ဘုရားတရားတော်ကိုလည်းမမိမျော်ပဲအမြဲတမ်းကန့်ဆိုင်လို့နေပါမယ်ဘုရား။ဒကာနဲ့ကျော် လူဘဝကိုဝင်စားတော်မင်းဆိုလို့ဖုန်းကြီးကဝမ်းတာပါတယ်။ ဘာသာတရားကိုကန့်ဆိုင်နေမိသားစုရဲ့မိခင်ဝမ်းမှာဝင်စားနိုင်ပါစေလို့ဖောင်ကြီးဆုတောင်းပေးပါတယ်။ပြည့်ရဲ့ဆုနဲ့ပြည့်ပါစေဗျာ။တရင်နဲ့ကြော်လေဘုံတော်ကြီးအားလာလျှောက်ထားပြီးနောက်မှာခုနှစ်ရက်အတွင်းမှာပဲသူပြောခဲ့တဲ့အတိုင်းလူဝင်စားဖြစ်သွားလိမ့်တော်သည်။